ပိုင်းလေးစက်တင်မာရိုနာမီဟာအားလုံးစီကိုတဲတဲမတ်မတ်ဦးတည်လာပြီးအားလုံးကိုတတ်ဖို့လာခဲ့တာလို့ကြုံဝါလိုက်ပါရီရွာသားတွေနဲ့စံကြီးဇိုရိုတို့ကမထင်မှတ်ထားတာကြားလိုက်ရတော့အံ့ဩနေခဲ့ပါရီတကောင်သားအားလုံးကတော့သူ့ကိုယ်သူအထင်ကြီးတဲ့လေတန်းနဲ့ငါ့ကိုတတ်မယ်ဟုတ်လားဆိုပြီးဟဲဟပပရီမောနေပါရီအားလုံးဟာနာမီကိုရှင်းနှစ်လုံးသူ့ကိုယ်တတ်ဖို့နီလန်းမျိုးမျိုးနဲ့ကြိုးစားလာတာဘယ်နှကြိမ်များအောင်မြင်ဘူးလဲလို့မိကအစိတ်ခတ်တာလှုပ်ကြံတာချောင်းတိုက်တာတို့အကုန်လုံးခဲ့ဘူးတာကိုသူ့ကိုယ်တတ်နိုင်ခဲ့လားလို့မိလိုက်ပါရီ နာမီနဲ့ရွာသားတွေဟာဆန်နားထောင်နေပြီးအားလုံးကတော့ဘယ်တော့မှသူ့ကိုနာမီကတန်းနိုင်မှာမဟုတ်ဘူးဆိုပြီးသူ့ရဲ့လက်ထဲကနေနာမီဟာဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးဆိုပြီးတော့ဂျိန်းဝါနေခဲ့ရင်နာမီဟာသူ့ရဲ့မျိုးပုံဆွဲတဲ့သူအဖြစ်အသက်လုံးရှိနေမှာလို့ခက်ခက်ထန်ထန်ပြောလိုက်ပါရီနောက်ပြီးစကားရီကိုရေပတ်မှုအောင်ပြောနေကနာမီကလွယ်လို့ဒီမှာရှိတဲ့သူတွေအကုန်လုံးကိုတတ်ပြစ်လိုက်မယ်နာမီသာအားလုံးရဲ့ပင်ရမအဖွဲ့ကြီးတွေကိုပျော်ပျော်ကြီးပြန်လာပြီးဘယ်လည်းရေချောင်းမျိုးပုံဆွဲတဲ့သူအဖြစ်ဆက်ပြီးတော့ရှိနေရင်ကိုကိုရာရှိရွာကလူတွေအကုန်လုံးအသက်ဆက်ရှင်ခွင့်ပေးမယ်လို့ပြောလိုက်ပါရီ အားလုံးဟာလဲကျနေတဲ့စံကြီးကို6ရောင်းနဲ့ကရင်ဒီကောင်တွေကတော့အသက်ရှင်ခွင့်မပေးနိုင်ဘူးစီးကြော်ထားတာအရင်များနေပြီဆိုကနာမီကိုအခက်ခဲတွေ့စေမဲ့မိကွန်းကိုမိလိုက်ပါရီအားလုံးဟာနာမီကိုလူဖီတို့ကိုရွေးမလားရွာသားတွေကိုကာကွယ်မလားဒီလိုမျိုးမင်းတွေကနာမီကတော့မျက်လုံးလေးကလေးကလေးပါဇာအဟောင်းသားနဲ့လူဖီတို့ရဲ့တငယ်ချင်းလောက်မလားအားလုံးရဲ့တငယ်ချင်းလောက်ရမလားဆိုတာရွေးရခတ်သွားပါရီအဲ့ဒီအချိန်နာမီဟာတေးကြတဲ့ဆုံးဖြတ်ချက်ချဖို့တွေးဝေနေပြီးလူဖီဟာသူမကိုကောင်းရုပ်ထုတ်လေးပေးပြီးကဲပေးမယ်ဆိုတဲ့စကားကိုပြန်ကြားရအောင်ကရွာသားတွေဘက်ကိုလည်ပြီး သူမတောင်းပန်ပါရီသူမနဲ့အတူတိုက်ပွဲဝင်ပြီးတေးပေးကြပါလို့ပြောလိုက်ပါရီရွာသားတွေကလည်းတိုက်ပွဲဝင်မယ်တေးပေးကြမယ်လို့ဗျိုင်းနူအော်ဟစ်လိုက်ကြပြီးအားလုံးကတော့ဆန္ဒအတိုင်းဖြစ်စီရမယ်လို့ရည်ရွယ်လိုက်ပါရီရောက်ထဲမှာတော့နိုဂျီကိုဟာလူဖီသတိရဖို့ရည်အစွမ်းကုန်ကြိုးစားနေပါရီလူဖီဟာပါဇက်ထင်းကရည်ရီပန်းထွက်လာပြီးခေါင်းငင်ရမှာရည်ပန်းကြီးတော်မှာဖြစ်သွားပါရီဇန်ဂျီဟာလူဖီနိုလာတာကိုတီးသွားတော့ခြေထောက်မှာညက်နေတဲ့အကြောင်းတုံးကိုဖဲဖို့ပဲရှိတော့တယ်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်မှာဇိုရိုကလည်းပြန်ထလာခဲ့ပြီးလူဖီနိုလာခဲ့ပြီလို့ပြောကဂျော်နီနဲ့ယိုဆာဂရုကိုပြောလိုက်ပါရီ ီလိုနဲ့ဇိုရိုနဲ့ဆန်ဂျီရိုဟာဇာလန်ဆင်ပြီးဇိုရိုဟာစကန်30ထိပဲတောင်းခံနိုင်တယ်လို့ပြောပြီးဆန်ဂျီကိုလူဖီရှိရဲ့ရေထဲကိုဆင်ခန်းလိုက်ပါတယ်။အားလုံးဟာရေပန်းကိုသွားကြည့်မယ်လို့မှဇိုရိုဟာဝင်တားလိုက်ပြီးအချိန်ဆွဲထားဖို့အတွက်လုပ်ပါတယ်။ဆန်ဂျီဟာရေထဲမှာလူဖီရဲ့ခြေထောက်ညံ့နေတဲ့ကြောက်တုံးကိုသာထုခွဲနိုင်ခဲ့လို့ရှိရင်ဒီတိုက်ပွဲကိုတိုက်ဖို့အတွက်လူဖီပဲကျန်တော့တယ်လို့ပြောလိုက်ပါတယ်။နိုဂျီကိုကလည်းအစွမ်းကုန်ခြေထောက်ကိုဖယ်ထုတ်နေပါတယ်။အားလုံးဟာဇိုရိုကိုလူဖီအသက်ရှင်နေသေးတယ်ဆိုရင်တယောက်ယောက်ကဒီကစားပွဲကိုဝင်ရှုံးနေတယ်လို့လို့တန်တရားဝင်လာပါတယ်။တဖက်မှာလည်းရဲမှူးကြီးကန်းက လူဗီသတိပြောင်းဝင်လာပြီလားလို့လာမေးနေတော့လူဗီဟာဂင်းကောင်းကလေးရဟလေးပြောက်သွားပြီလားလို့မေးလိုက်ပါရီဂင်းကတော့အသက်အနည်းရဆိုးရိမ်နေရတဲ့အချိန်မှာဒီလိုရှုံးနောက်နောက်စကားမျိုးပြောရမလားဆိုပြီးအော်လိုက်ပါရီတဖက်မှာလေအားလောင်ကဇိုရိုကိုရှေ့ကဖိခိုင်းပြီးလူဗီအသက်ရှင်နေလားလို့သွားကြည့်မယ်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်မှာဦးစိုးပြောက်လာပြီးသူ့ရဲ့ကြက်ဥကျဲစင်အစွမ်းနဲ့အားလုံးကိုပြစ်ထဲလိုက်ပါရီအားလောင်ဟာဦးစိုးမတီတာကိုဝမ်းသာသွားခဲ့ပြီးဦးစိုးကတော့ငါလူသားကောင်းဆောင်တယောက်ကိုသူ့ပြင်းခဲ့တာကိုပြန်ပြောပြပြီးအမှတ်ကောင်းဝင်ယူနေပါရီဦးစိုးပါ ဂျိုးကိုမြင်လိုက်ပြီးဆိုတဲ့အကြောင်းအားလုံးကသိသွားပြီးစိတ်တူနေကြကမလောက်လေးမလောက်စားကောင်းလက်ထဲမှာငါးလူသားတယောက်ရှုံးနေသွားတာကိုစိတ်ဆိုးနေပါရီရီယောက်ထဲမှာတော့နိုဂျီကိုနဲ့ဆန်ဂျီတို့ဟာလူဖီညံ့နေတဲ့ခြေထောက်ကိုကဲထုတ်နေပြီးတဖက်မှာလေဂျော်နီနဲ့ယိုဆာကိုတို့ကလူဖီလိုက်လာမှဒီတိုင်ပွဲရဲ့အရှုံးနိုင်ကပုံမှလို့ပြောပြီးဇိုရိုကိုလမ်းအောင်လိုက်ကအားလောင်ကိုရသလောက်ချိန်ဆွဲထားဖို့အတွက်ပြောလိုက်ပါရီဥဆုပ်ကလည်း အားလုံးကိုအချိန်ဆွဲထားရင်ဖြစ်တယ်မလားလို့ပြောပြီးသူရဲ့ပေါက်ကွဲကျယ်စဉ်အစွမ်းတွေကိုတုံးပြီးတီးထုတ်တော့မဲ့အချိန်မှာပဲတရင်နူလာတွေဟာချီကားထလာခဲ့ပြီးဒီတိုက်ပွဲကိုအနိုင်မပေးနိုင်ဘူးလို့ပြောလိုက်ပါရီအားလုံးဟာဥစုပ်ကိုစောဘလော်ဒီမဲ့အလုံးမှာဇိုရိုကထားလိုက်တော့သူရဲ့လမ်းမှာလာပိတ်နေတာတေးချင်းနေရလားလို့မေးလိုက်ပါရီဇိုရိုကလည်းသူကတီးမှာမဟုတ်ဘူးအားလုံးရဲ့နှကောင်းကိုချိုးပြစ်မယ်ဆိုပြီးစတင်တိုက်ခိုက်ပါတော့ရီအားလုံးရဲ့နှကောင်းဟာဇိုရိုရဲ့ဓားကိုမတိုးပဲဖြစ်နေပြီးအားလုံးဟာဒီနှကောင်းကိုဘယ်တော့မှချိုးလို့မရဘူး မင်းမအားရကြနေသေးတဲ့နောက်မှာအချစ်ရလောက်တော့ထင်အောင်လုံနိုင်တယ်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်မှာပဲရေပွဲဟာချီကထလာခဲ့ပြီးဇိုရိုကိုဒီလိုထင်တိုင်းကျဲလို့မရစေရဘူးလို့ပြောပြီးရေထဲဆင်းသွားတဲ့လူဖီကိုအမုန်းချေပြစ်မယ်လို့ပြောကရေထဲကိုလိုက်ဆင်းသွားပါရီအဲ့ဒီအချိန်မှာအားလောင်ဟာဇိုရိုကိုတိုက်ခိုက်လိုက်ပါရီတဖက်မှာလေးရေထဲကိုဆင်းသွားတဲ့ဆန်ဂျီဟာလူဖီစီကိုရောက်သွားနေပြီးနိုဂျီကိုကတော့လူဖီကိုခြေထောက်ကနေဆွဲထုတ်နေပါရီဆန်ဂျီကနိုဂျီကိုကိုမြင်သွားခဲ့ပြီးဖယ်ခိုင်းလိုက်ကကြောက်တုံးကြီးကိုခွဲမယ်လုပ်နေပါရီ နိုဂျီကိုကလည်းအနောက်မှာရေပွဲဟာချီလိုက်လာတာကိုတွေ့သွားပြီးဟာချီစီကိုတန်းတန်းမတ်မတ်ရေကူးသွားပါရီရေပေါ်မှာတော့အားလောင်ဟာဇိုရိုကိုလည်းပြင်းညစ်ထားပြီးရင်ဘက်ကဒဏ်ရာတွေကိုတွေ့သွားပါရီအားလောင်ကတော့စိတ်ထဲကနေထိတ်လန့်သွားပြီးဒီကောင်ဒီလောက်ဒဏ်ရာတွေရထားတာဘလို့များအသက်ရှင်နေသေးတာလဲလို့တယောက်တည်းရေယူလိုက်ပါရီအဲ့ဒီအချိန်မှာဇိုရိုဟာပြုံးပြီးငိန်ငိန်လေးနေနောက်မှာဒဏ်ရာကပွင့်ထွက်မှာမဟုတ်ဘူးလို့ပြောတော့အားလောင်ဟာမင်းကကိုယ့်အခြေအနေကိုသိသားပဲလို့ပြောလိုက်ပါရီဇိုရိုကလည်းသူရဲ့ဒဏ်ရာတွေကိုပြောတာမဟုတ်ဘူးရေပွဲဟာချီရဲ့ဒဏ်ရာတွေကိုပြောတာလို့ဆိုတော့ ဟာဂျီဟာရထားတဲ့ဒဏ်ရာရီအနေနဲ့ရေထဲမှာအစိမ့်စိမ့်မှမှာပေါက်ကွဲပြီးထွက်သွားပါရီ။နိုဂျီကိုကိုဆန်ဂျီတို့ကလေလံသွားကြပြီးဆန်ဂျီဟာလူဖီညံ့နေတဲ့ကြောင့်ဒုံးကြီးကိုခြေထောက်နဲ့ကန်ခွဲလိုက်ပါရီ။အဲဒီအချိန်မှာပဲလူဖီဟာရေထဲကနေကန်ထွက်လာခဲ့ပြီးသူပြန်လာပြီးလို့ပြောကကောင်းကင်ဘုံကိုလွင်ထွက်လာပါရီ။အားလုံးကလေလူဖီပြန်လာတာကိုဝမ်းသာနေခဲ့ကြပြီးရွာသားတွေနဲ့ဦးစုနာမီနဲ့ဂင်းတို့ကလည်းမျောလင်းချက်အိမ်မက်တွေပြန်ပြီးတော့အသက်ပြန်ရှင်လာခဲ့ပါရီ။လူဖီကလည်းပဲလီဘော်ကနေဇိုရိုကိုဖမ်းဆုပ်ပြီးနေရာချင်းလေးရအောင်လို့ပြောကအားလုံးကိုအပေါ်ကနေခေါင်းနဲ့ဝင်တိုက်ပစ်လိုက်ပါရီ။ ။နောက်ပြီးမြေပြင်ပေါ်ကိုဆင်းက rubber gun jet တွေနဲ့ဒရဇက်ကန်နေခဲ့ပြီး rubber လက်သီးအစွမ်းနဲ့စတိုက်ကိုထိုးချနေတာပါ။အားလုံးကလည်းစကံမီးတော်မရပဲလဲကြသွားကပောက်ကွဲထွက်သွားတဲ့ကြောင်တုံးနေနဲ့သူ့ကိုပြန်ပြီးသွားပါသည်အားလုံးကလည်းကြောင်တုံးနေကြတွေကနေပြန်ထလာခဲ့ပြီးတဖက်မှာတော့အလွင်ပြေးခံလိုက်ရတဲ့ဆိုလိုဟာဂန်တင်နေခဲ့ကဒန်ယာရီနဲ့မနှဲထနေခဲ့ရပါသည်လူဖီဟာအားလုံးပြန်ထအလာကိုစောင့်နေခဲ့ပြီးသွေးပူလေးချင်ကန်အောင်လုပ်နေလိုက်ပါသေးတယ်အားလုံးဟာစောက်သုံးမကြတဲ့ကောင်ကြီးဒေါက်တာလေးအာယုံနောက်တွေ ပင်လယ်အောက်မှာတည်တာမှကောင်းမယ်လို့မင်းတွေးစီရမယ်လို့လူဖီကိုပြောလိုက်ပါရီလူဖီကလည်း "तू ဟာအဲ့လိုတွေးမှာမဟုတ်ဘူးတငယ်ချင်းတွေသူ့ကိုကယ်ကယ်လို့ဝမ်းသာနေရလို့ပြောလိုက်ပါရီဒီလိုနဲ့အားလောင်ကတော့သူ့ရဲ့ဒေါသကိုလူဖီတို့ကနားမလည်ဘူးသူ့ရဲ့တပည့်ငါးလူသားတွေဟာဘိုးကောင်တာတာကောင်တွေပြင်းနာခံလိုက်ရတာကိုဒေါသပိုထွက်တယ်လို့ပြောလိုက်ပါရီမတိုက်ခိုက်ပဲတည်သွားတာကမှပူကောင်းနေမယ်တိတ်မကြခင်မှာလူဖီတည်စီရမယ်လို့ပါထပ်ပြောလိုက်ပါရီဂျော်နီနဲ့ယိုဆာဂူရုကတော့လူဖီအစဉ်ပြေပါမလားလို့စိုးရိမ်နေခဲ့ကြတာပါ ဂျော်နီကတော့အဲ့ထက်ဆိုတာကဇိုရိုဘယ်ကိုလွင်းထွက်သွားတာလဲဆိုပြီးအချင်းချင်းမင်းနေပြန်မာရီဥဇုပ်ကတော့လူဖီကိုအရှိကနေကောင်းကောင်းချသူအနောက်မှာရှိတယ်လို့ပြောပြီးသူတို့လည်းအားလောင်တွေရဲ့တိုက်ပွဲကိုစောင့်ကြည့်နေပါရီစန်ဂျီနဲ့ဂင်နိုဂျီကိုတို့ကလည်းလူဖီကိုကယ်လိုက်ရတာပင်မှန်းပြီးတန်ရရာမှာသုံးယောက်သားထိုင်နေကြပါရီစန်ဂျီဟာလူဖီသာရှုံးသွားခဲ့ရင်သူတို့အားလုံးတည်ရမှာဖြစ်ပြီး East Blue ကိုသွားမယ့်အိမ်မက်ကလည်းပဲအဆုံးသတ်ပါဖြစ်သွားမှာလို့နိုဂျီကိုကိုထပ်ပြောလိုက်ပါရီအားလုံးကလည်းပဲစိတ်ရန်တူနေခဲ့ပြီးလူဖီနဲ့သူနဲ့မတူတဲ့အချက်ကဘာလဲသိလားဆိုတာ စကားစာနေပြန်ပါလိလူဗီကတော့နည်းနည်းလေးမှမကြောက်တဲ့ပုံစံနဲ့နှာခေါင်းလိုပြောပြီးမေယူကားကြီးများလာလို့လည်းထပ်ပြီးတော့ပြောင်းချောချောပြောလိုက်ပါသေးတယ်။နောက်ပြီးအားလောင်ရဲ့ရှေ့ကိုသွားကလက်ဖွားကြားကအေးပြားကြီးတယ်လားလို့ရေရွပြီးရွှေနောင်နောင်နဲ့မင်းနေတာပါ။အားလောင်ဟာစိတ်တူသွားပြီးမျိုးစိတ်မတူတာကွာဆိုပြီးသူ့ရဲ့နှာခေါင်းကြုံကြီးနဲ့လိုက်ကင်နေပါလိ။လူဗီကလည်းတဖြည်းဖြည်းနဲ့ရှောင်နေခဲ့ပြီးလူဗီလည်းလေပင်ကိုလက်နဲ့ညှစ်ထားခံလိုက်ရပြီးလူဗီကောင်းကိုကိုက်လိုက်တော့လူဗီအရှောင်နဲ့အားလောင်ဟာကြောက်တိုင်ကြီးကိုကိုက်မိသွားပါလိ။ အားလုံးရဲ့သွားရီဟာအလွန်ထက်တာကြောင့်ကြောက်သားတိုင်းကြီးဟာအစိတ်စိတ်မောမောဖြစ်သွားရပါသည်။ရွာသားရီနဲ့ဂျော်နီတို့ဟာဒီမြင်ကွင်းကိုတွေ့တော့လန်သွားကြပါသည်။လူဖီကလည်းအားလုံးစီကနေထွက်လာခဲ့ပြီးဇန်ညီတို့ကလည်းဒီကောင်အကိုက်ခံရရင်တော့သွားရလောက်ပဲထင်မှာမဟုတ်ဘူး။အယိုးရီပါပြုတ်ထွက်သွားမှာဟာလို့ပြောလိုက်ပါသည်။အားလုံးကလည်းသူ့ရဲ့အစွမ်းကိုတွေ့ပြီလား။ဒါကငါလူသားရီရဲ့အမွေဆက်ခံထားတဲ့အစွမ်းပဲ။ဒါဟာဘုရားသခင်ကမင်းတို့လိုလူသားရီနဲ့ခွဲခြားထားတာ။ငါလူသားရီရဲ့ရှေ့မှာမင်းတို့ကောင်တွေဒူးထောက်ရမယ်။အင်အားမရှိတဲ့တတ္တဝါတွေအဖြစ်ဖန်ဆင်းထားတာလို့ပြောပြီးလူဖီရိုစီကိုရှောက်လာခဲ့ပါသည်။ လူသားတွေဟာအောက်တန်းစားတတ်တော်တွေသူတို့လို့ငါလူသားတွေ ਨੇ မွေးတဲကအစင်တန်းထူကြတာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါရီငါလူသားအားလုံးကလေစကားသိပ်များတဲ့တတ်တော်ပဲလို့တွေးပြီးလူဖီကကြောင်ကြည့်နေပြန်ပါရီလူဖီဟာထိုင်ရာကနေထလာပြီးမတူညီတဲ့အချက်ကိုပြလိုက်စမ်းငါတို့ကောင်ကိုဘယ်တော့မှရှုံးစရာအကြောင်းမရှိဘူးလို့ပြောကသူဟာပင်လယ်ဓားများတွေရဲ့ဘီရင်ဖြစ်လာမဲ့သူပဲလို့အားရပါရကြွေးကြော်လိုက်ပါတော့တယ်။ဒါကတော့ One Piece ရဲ့အပိုင်း47ဖြစ်ပြီးကြံရှိနေတဲ့အပိုင်းကြီးတွေကိုလည်းဆက်လက်ဆောင်မြော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။